အရှင်ဖယားငငယ်တုန်းကစိတ်တကောင်ကိုကင်ပေါင်းမိတာတည်သွားပါသည်ယခုအသက်ကြီးလာတော့စိတ်ဆွဲပြီးဘယ်နှစ်တတိတော်ဝတ်လိုက်မလဲစဉ်းစားမိပါသည်တဲ့အခုတို့တခုကိုပြုတ်ပြီးပြီဆိုရင်ပြန်ပြီးမတွေးပါနဲ့နော်ပြန်တွေးလို့ဘာကောင်းကျိုးမှဖြစ်မလာပါဘူးဒါဆိုရင်ဘယ်လိုနေရမလဲပမ္မပဒံတရား၄ပါးကိုနှလုံးသွင်းပြီးနေပါပမ္မပဒံတရား၄ပါးကဘာတွေလဲဆိုရင်၁ ပ္ပန္နပပကမဟာယဝါယမဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပြန်လည်၍မအောင်မေ့ပဲအပီးတိုင်ဆုံးပြစ်ခြင်းနှင့်အနုပ္ပန္နပပကအနုပါဒာယဝါယမမဖြစ်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၃အနုပ္ပန္နကုသလဥပါဒာယဝါယမမဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၄ဥပ္ပန္နကုသလဥပါဒာယဝါယမ ဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအဖန်ဖန်အောင်မြင်၍စင်ကျင်ပွားများအားထုတ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတမတ်ပဒံတရား၄ပါးပဲဖြစ်ပါတယ်။ဤတမတ်ပဒံတရား၄ပါးကိုနှလုံးသွင်းစင်ကျင်ပြီးတော့နေပါလို့ပြောခြင်းပါတယ်နော်။